ခုတင်ဆက်ပေးမယ့်သတင်းကတော့ရာမဲရာမဲကမစီတိတ်ဘူကောင်းမီဟုခံမဲတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်ပါစီလိုနာကွရက်ကသမားလာမေရာမဲဟာမက်ဆီတဲပိုကောင်းမင်ကသမားဖြစ်တယ်လို့သတ်မှတ်ခံနေရတယ်လို့သိရပါဗျ။လာမေရာမဲဟာအသက်19နှစ်အရွယ်ပဲရှိသေးပေမဲ့အင်တာမီလန်နဲ့၃ခုစီတည်ကြတဲ့ချန်ပီယံလိပွဲစဉ်မှာအသင်းအတွက်ပွဲထွက်ကစားခဲ့တာပွဲတရာဖြစ်သွားခဲ့ပါဗျ။အင်တာမီလန်နဲ့ အင်တာမီလန်နဲ့ပွဲမှာသွင်းခဲ့တဲ့ဂိုးအပါအဝင်လာမဲရာမဲဟာဘာစီလိုနာအတွက်ပွဲတရာကစားခဲ့ရမှာဂိုးသွင်းယူလာနဲ့ဂိုးဖန်တီတာနှစ်ခုပေါင်း55ကျင်းအထိပြုလုပ်နိုင်ခဲ့ပြီးမက်ဆီ16နှစ်သားအရွယ်ကပြသခဲ့တဲ့ဆက်ဆောင်ရည်နဲ့တွင်နေတယ်လို့သိရပါဗျာ ။ဒါအပြင်ကိုရင်တွေမှာဖက်ထားခဲ့တဲ့အခြားဆောင်ရည်တွေကပိုကောင်းနေတာကြောင့်ရမဲရမဲဟာမစီတဲ့ပိုကောင်းတဲ့ကစားသမားဖြစ်လာမယ်ဆိုတဲ့ခံမဲ့ချက်တွေပေါ်ထလာတာဖြစ်ပါတယ်။အင်တာမီလန်နဲ့တည်ကြခဲ့တဲ့ပွဲမှာလာမေရာမေကဒူဂရိုဆွေရည်နဲ့တင်ခဲ့တဲ့ဂိုးကလည်းဒီနှစ်ဘောလုံးရာသီမှာဘာစီလိုနာကသမားတွေတင်းယူခဲ့တဲ့ဂိုးတွေထဲမှာအကောင်းဆုံးဂိုးဖြစ်တယ်လို့လည်းသိရပါပါတယ်ရှင်။ဒီသတင်းကိုတော့ရင်းစိမ့်ဟောင်ကပြပလာတာဖြစ်ပါတယ်ရှင်။